အရေးကြီးလို့ပေါ့နော်ဒီဗီဒီယိုဖိုင်ကိုကြော်ပါပဲနဲ့အဆုံးထိကြည့်သွားပြီပါပေါ့နော် ပို့ဒီနေ့ကြုံတွေ့ခဲ့တဲ့ကိုတွေ့ဖြစ်ဖြစ်လေးကိုပြောပြခြင်းနဲ့အရင်လဲပေါ့နော်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အာဆက်ပြီးတော့ဘလို့တွေဖြစ်သွားမလဲတောင်မတွေ့ရဆရာပေါ့နော်အဲ့လိုမျိုးအเจ้าရကြုံတွေ့ခဲ့တာမဟုတ်လို့ပို့ကနောက်နောက်နောက်ဆင်ကျင်နိုင်မယ်ရှောင်ကျင်နိုင်မှာဖြစ်တဲ့အတွက်ပို့ကိုတွေကိုပြောပြလိုက်တဲ့အခါမှာတခြားသူတွေလည်းဆင်ကျင်နိုင်မှုရှောင်ကျင်နိုင်မှုဖြစ်သွားအောင်လို့ပို့ကဒါမျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အာပို့ဒီနေ့ separate မှာ ဈေးဝယ်ဖို့ရှိလို့ဆိုပြီးတော့ပိုသွားတယ်ပိုတော့အိမ်နဲ့ဆပရင်းနဲ့ကသုံးလင်းမတိုင်ပဲခြားတော့ဗောနော်ပိုက1ပြည့်နဲ့ပဲသွားမယ်ဗော ဒီအကွန်လဲအေးဆစ်ဆစ်လေးပေါ့နော်ကားလဲဆောင်နေနေရာလဲရမယ်ဆိုတော့အဲသွားတယ်သွားတော့ကားပေါ်တက်တဲ့ခါမှာပိုနေရာရနေရာရတယ်ထိုင်နေနေရာကဒီ brain park ပေါ့နော် brain park ဒီဘက်မှာဘေးမှာနှစ်ယောက်ထိုင်ကုန်ဆိုတော့ဘေးမှာတစ်ယောက်လွတ်တယ်လွတ်တော့အတော်ကြီးတောင်လာထိုင်တယ်။ तू ကထိုင်မိရတယ်ပို့မေးတယ်တမိပမာဆင်းမှလဲတယ်ဆိုတော့ဒီမြေနေကုန်းနေလို့ separate လို့ပြောတယ် तू ဟားတယ်ပြောတယ်ဟားဆိုတော့ဘာဖြစ်လို့လဲပေါ့နော်စိတ်ထဲမှာထင်လိုက်တာ။အော်အာငါထတဲ့ခါကျလို့ရှိရင် तू ကြော်ပြီးတော့သွားမှာမဟုတ်လို့များလားပေါ့เนาะအဲ့လိုမျိုးကိုကတော့ဖြစ်တွေ့လိုက်တာပေါ့အဲ့ချိန်မှာ तू ကဘာလို့စပြောလဲဆိုတော့အမ်ဘာလဲကန်တော်လေးရတဲ့မျက်စိစေကန်နဲ့တိလာတယ်ဆိုတော့မတိဘူးလို့အဲ့လိုပြောလိုက်တော့ကိုလည်းတကယ်မတိဘူးဟို तू ကဘာကားရောက်လဲတဲ့ဆိုတော့ အာပြောတတ်ဘူးလို့အာသူကပြောတယ်ကားစီအောင်မေးချင်ရင်ကမတင်တော့ဟုတ်ဟုတ်ကဲလို့ပါညာပေါ့နော်ကိုကအေးအေးအေးဆစေးလေးပေါ့နော်တန်တန်လေးဟိုတန်တန်မြတ်မြတ်လေးဆိုတော့လေအာတခြားစိတ်လည်းကိုမထင်ဘူးလေနော်အဲ့ဒါနဲ့အာဒီလိုပဲသူပြောသမျှပြန်ဖြေတယ်ဖြေတဲ့ခါမှာသူကအာ ကာသမလည်းသူတော့ထမိတာမဟုတ်ဘူးအဲ့ချိန်မှာသူကဘာပြောလဲဆိုတော့မျက်စိစည်းကန်းတစ်ခါတော့ပြရင်နဲ့ဘလောက်ကုန်လဲပြီးတော့အဲ့မှာလာပြရတဲ့ခလေးဟိုခလေးတွေကပေါ့နော်အာဖုန်းတွေအကြည့်များလို့လာပြရတယ်တစ်ခါပြရင်မနေဘူးဖုန်းတွေရမ်းမရှိနဲ့ဘာညာပေါ့နော်ပြောတာပြောတော့လူကြီးတယောက်အနေနဲ့ကိုယ်ပြောပြတော့ကိုကလည်းအာ ဟိုကောင်းကောင်းမွန်မွန်လေးပဲပြန်ပြောပြန်ပြီးတော့စကားပြောနေပါတော့ပြန်ပြီးတော့ရေးလိုက်ငါလိုက်သူ့အကြောင်းတွေလည်းအများကြီးပြောပြတယ်အာအများကြီးပဲဆိုတော့သူ့အလုပ်အကြောင်းတွေရောပေါ့နော်အများကြီးပြောပြတော့အာပို့ကလည်းဘာပြောပြောလူကြီးသူမှဆိုတော့တရုတ်တတိပဲဆက်ဆံပြီးတော့သူပြောတဲ့မြားလေးရေးလိုက်ငါလေးလိုက်နေပါတော့အဲ့ချိန်မှာတမတ်တိုင်နှမတ်တိုင်လောက်လဲရှိရောသူကသူ့ရဲ့လက်ကိုပေါ့နော်ပို့ရဲ့ဒီပါလဲဘာဘာလဲဒီ brain box ဘေးနားကိုဖောင်ဖောင်ဘေးနားကိုသူကလည်းထောက်ပြီးတော့ထောက်လိုက်တော့အော်ဒါ ကိုကတော့လူကြီးမို့လို့ပေါ့နော်ဒါအမိတွေ့သူလှမ်းကြိုက်တယ်လို့ကိုကထင်လိုက်တယ်ပေါ့နော်အဲ့ဒီလက်ကိုသတိမထားမိသေးဘူးအဲ့ချိန်မှာ तू ကပို့ဘာစပြောလဲဆိုတော့ ွာတဲ့တယောက်တည်းသွားလို့ရှိရင်တဲ့ဒီတိုင်းမနေနဲ့တဲ့ဖခင်ဆက်လေးရိုးတဲ့ပုံနဲ့တဲ့နိုင်ငံစာမီဓမ္မတဲ့နိုင်ငံစာမီတန်ခါတဲ့နိုင်ငံစာမီရှုဆိုတော့အဲ့ဒါ तू ကမက်တက်ထားတာဖြစ်တဲ့အတွက်မက်ထဲကနေပြီးတော့ပြောတာဆိုတော့အတန်မကြောက်တော်တော်လေးပဲပြောတာဆိုမကြောက်တော့ကိုကအဲ့လိုမျိုးလေးကတ်ပြီးတော့နားထောင်နေတဲ့အချိန်မှာဟိုသူ့ရဲ့လက်မောင်းကိုရှုတလို့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာ तू ကလည်းအဲ့လိုပဲအုံးချောလောက်ပြောနေရအစုံနေရပေါ့နော်စုံနေတဲ့အချိန်မှာကိုက အရင်ဘလို့ဖြစ်လာမှမသိဘူးအာမူးလာပြီးတော့ထူထူပူဖြစ်လာတဲ့အချိန်မှာကိုစိတ်မမှတ်တိုင်မရဘဲနဲ့မရောက်သေးပဲနဲ့ပေါ့နော်ထရက်လိုက်တယ်ပေါ့နော်အဲ့အချိန်မှာအာထရက်ထရက်တဲ့အချိန်မှာသူကအာတွားတော့မလို့လာရဲဆိုတော့ဟုတ်ကဲလို့ဆိုပြီးအဲ့သူ့ကိုကြော်ပြီးတော့ဆင်းနေအဲ့နဲ့ကိုကထိုက်ထပြီးတော့ဆင်းမှုတော့လုပ်တယ်ပေါ့နော်သူကလည်းတည်တယ်ကိုစိတ်မမှတ်တိုင်မရောက်သေးဘူးဆိုတာတည်တယ်ကိုကလည်းထရက်တယ်ဆိုတာဒီတရက်နှကုံး ရွတ်နေတဲ့အချိန်မှာသူရွတ်တာကိုလိုက်ရွတ်နေတဲ့အချိန်မှာကိုယ်စိတ်ကိုယ်စိတ်ထဲမှာအာလွတ်ချင်တယ်လို့လို့ကြောင်းချင်တယ်လို့လို့အဲ့လိုမျိုးမူးလာတယ်လို့မျိုးဖြစ်လာလို့ကိုယ်လည်းထားရက်လိုက်တာစဉ်မမတိုင်တော့မရောက်သေးဘူးနော်အဲ့နဲ့သူရှေ့ကနေပြီးတော့ကိုယ်စဉ်မို့တော့ကိုယ်ထားသွားတယ်ထားသွားတော့မတိုင်မရက်သေးဘူးလေမရက်သေးတဲ့ခါမှာလူကစိတ်ကအဲကြောင်းချင်တယ်လို့လို့အဲ့လိုမျိုးခရခဲ့တွေဖြစ်နေဖြစ်နေတော့ဘာလို့မှမသိဘူးနော်ငါဘာလို့မကောင်းဘူးလဲအဲ့ဒါဒီမှာရက်နေရတဲ့တယောက်ကိုအမောက်တစ်ချက်လောက် တစ်ချက်လောက်ပုတ်ပေးပါဘောနော်တစ်ချက်လောက်ထုတ်လိုက်ပါလို့ဆိုတော့သူကဟန်းနေဆိုသူလက်ကြောင်ရတယ်မဟုတ်ဘူးလို့အမောက်တစ်ချက်လောက်တစ်ချက်လောက်ရိုက်ပေးပါဘောနော်ဆိုသူလမောက်နှစ်ချက်လောက်ရိုက်လိုက်တယ်အဲ့ချိန်မှာနည်းနည်းစိတ်ကဒီမှလည်းလူရှိပြီလေနော်သူ့ကိုလှမ်းကြည့်လိုက်တော့အဲ့တော့ရကိုတော်ကိုတော်လှည့်မကြည့်ဘူးသူအဲ့လိုမျိုးသူ့ကိုသူလည်းသိသွားပြီဟိုကိုသိသွားပြီဆိုတော့သူသိခဲ့ပုံစံမျိုးနဲ့သူရှေ့ကိုပဲကြည့်နေရအဲ့နဲ့အဲကမ္မတန်ရက်လက်ရက်ကဆင်းသွားပြီဘောနော်ကိုဆင်းသွားတယ်ဗောဆင်းသွားတဲ့အချိန်မှာအဲ့အဲ့ဒီလဲစိတ်တွေကရောက်ရက်ခတ်ပြီးတော့ခရောက်ခဲ့တည်ဖြစ်နေဗောနော်အဲ့နဲ့ တူတူဆင်းနေဆိုတာတရားသူအဲ့လိုမျိုးပုတ်ခတ်နေတာမဟုတ်ဘူးလို့အမကလည်းတူစီတူစီမိမိနဲ့တူတယ်လို့ဆွမ်းတော်ကြီးကစကားရည်လာပြောပြီးအမဘာဖြစ်သွားမှန်းမသိဘူးလို့အဲ့လိုမျိုးအဲ့လိုပဲပြောပြနိုင်တယ်ခြေချမ်းကုန်စင်သူဘာမှမပြောနိုင်တော့အဲ့နဲ့တမတ်တိုင်လောက်လို့သိရလေစပရစ်ကိုရောက်ဖို့တော့ကိုကလည်းထမစီနိုင်တော့သိရမလားဒီစပရစ်ကိုငါဆက်သွားမယ်ပေါ့အမတက်ဝါဝါရှူဝါဝါရှူပြီးတော့စပရစ်ကိုလမ်းလျှောက်သွားတာပေါ့နော်အဲ့လမ်းလျှောက်သွားတဲ့အချိန်မှာလေမြေတော်ပါသေးရဲ့ကိုကိုကိုလေး မလဲငါဒီဒီအမှတ်တိုင်ထူးတာပေါ့နော်ဟိုကိုစင်းအမှတ်တိုင်မရောက်သေးဆိုပြီးတော့ဆက်ပြီးတော့ဒါအဲ့တော်ကြီးရွရွပြနေပြောပြနေတာကိုငါဆက်ပြီးနားထောင်ပြီးတော့သူ့လက်မောင်းကိုရှူသွားမိဘလောက်ထိအောင်ဖြစ်သွားမလဲအခုကမိနစ်ပိုင်းလေးနော်တရနကုံသုံးချော့မိနစ်ပိုင်းလေးကိုဒါမှဒီလောက်ထိစိတ်ကရောက်ရက်ခတ်သွားတာဆိုတော့ပေါ့နော်ဒီအဲ့ကြည့်တာရှူမိလို့ရှင်ဘလောက်ထိအောင်မှဖြစ်သွားမျိုးကိုကိုမတွေ့ရဘူးပေါ့နော်အဲအဲ့တော့အဲ့ဆောင်တချို့တွေတူစည်းမိရဲတချို့တွေအဲ ူပျောက်သွားတယ်ဘယ်ဘယ်လေးပဲခဏသွားမလို့အဲပျောက်သွားတယ်ဆိုတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကြုံကြုံရတာတွေဒါအခုကိုကိုတွေ့မလို့ကိုကသတိကြီးကြီးကတ်သွားလို့သတိစိတ်ဝင်သွားလို့ပေါ့နော်အတိစိတ်ကကတ်သွားလို့ပေါ့နော်ညံလို့ပေါ့နော်နှုတ်မလို့ရှင်တော့အခုကိုသတိမထားမိသွားရင်တော့သွားပြီအခုချိန်မှာဒီလိုတော့ရှိုက်ပြနေနိုင်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့နဲ့ separate ကိုရောက်သွားတော့ဝယ်ဖို့အတွက်ကိုဝယ်ဖို့တော့မသွားနိုင်သေးဘူးအဲ့အဲ့ဝင်ဝင်ချင်းမှာဒီဗာလဲ့ အလဲပရီလေးတွေပေါ့နော်အဲ့ဒါလေးလိုက်ကန်ပြီးတော့ဟာဒါဝိုင်မမဟုတ်ဘူးငါဘာဝိုင်မလို့လဲပေါ့နော်အဲ့လိုအဲ့လိုမျိုးကိုစဉ်းစားနေကြမှာဘေးမှာဝင်တဲ့ကောင်မလေးရှိရောအဲညီမလေးရဲ့အမတူစီမိလာတယ်ပေါ့နော်အဲ့ကြောင့်မလို့အော်လမ်းမှာလို့လို့ဘာလဲလူတွေတွေ့လို့ရှင်လို့စကားလာပြောရင်လို့ရုံစားပြီးမပြောမိစင်းနဲ့ပါညာအဲ့လိုသူပြောပြတော့သူကအမရဲ့ရှူစီရှူမလားတဲ့ဆိုတော့အေးရှူစီလေးနည်းနည်းလေးပြပါဆိုသူစီကရှူစီရှူပြီးပြချောင်းကုန်စင်ပြောပြပြီးတော့မှကုလို့စင်လာဝယ်ပြီးတော့မှပြန်လာတယ်ပေါ့နော်ပြန်လာတဲ့အထိအခုချိန်ထိလည်းစိတ်က ကြောက်ကရဲ့အရန်လဲအိတ်ချင်တာတဏီကုံလဲအိတ်တဲ့တညနေလုံးလဲအိတ်တဲ့အခုလဲအဲ့ရနိုးလာလို့ဒါလေးကိုရှိုက်ပြီးတင်ပြတာ